嗯。Mm. မြူရီအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ five star လေးရေးမှုပဲဖြစ်ပါတယ်เนาะကျွန်တော်ကဒီ YouTube လေဟိုနေတိုင်းတော့ like မတက်ဘူးပေါ့ဗျာလို့လေဆိုတော့ကျွန်တော်တို့ကဟို Facebook မှာလည်းเนาะပြတ်တာတယ် Facebook ကနေမှနားပြီးရင်ဒီဘက်ကိုကြတော့ကျွန်တော်တို့ဒီလို ဟိုနှလုံးဒီဖွင့်တဲ့ရက်တွေတင်းင်းလိုက်ငါဗုဒ္ဓဘူးကြာတာပရိဒီကြာမှပဲဒီ YouTube လိုက်ကနေဒီဆက်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်လည်းနော်ကိုလုပ်ငန်းလေးနဲ့ကိုဆိုတော့တစ်ဖက်တစ်ခုကိုပဲပြသနိုင်တာဖြစ်တဲ့အတွက် Five Star နဲ့ချစ်ခင်သူတွေအားလုံးကတော့ဒီ Facebook နဲ့ YouTube နဲ့ကိုနှစ်ခုစလုံးမှာရှာဖွေကြည့်ကြပေးဖို့နော်ကျွန်တော်က အဓိကထားပြီးပြောချင်ပါတယ်အခုလည်းပဲ YouTube ကလိုက်လာ YouTube ကတဲရတာကကျွန်တော် Facebook ဆိုတာအနေနဲ့လွင်လို့မရဘူးဒါတောင်ဘယ်လိုဖြစ်နေလဲမသိဘူးအခုညเนาะအဲ့ကြတော့ဟို Facebook ကိုနားပြီးတော့ဒီဘက် YouTube ကထပ်ပြီးတော့လွင်ရတာဖြစ်တယ် Facebook ကပြက်သွားရင်ဒါကျွန်တော်တို့ဒါလူဟောင်းနေရဘယ်လိုမှတွေးရတော့เนาะ အဲ့ကြတော့ကျွန်တော်လည်းလိုရကံရတယ်အလို့ခက်ခဲတွေရှိပါတယ်အဲ့ကြောင့်မို့တခါတလေမှကျွန်တော်တို့ပြောချင်တာကသူတို့တကယ်ထိုးတဲ့လူတွေကိုပြောတာနော်ဟိုထိုးလိုက်မထိုးလိုက်တကယ်လဲဝါနာမပါဘူးဆိုတဲ့လူတွေကိုမစိုးလို့ပါဘူးကျွန်တော်တို့လူမျိုးတကယ်ကျွန်တော်တို့ကတော့ကိုယ်တိုင်လဲထိုးတယ်ဒီသူတို့ကိုလဲဝါနာပါလို့နော်ဒီသူတို့လောကထဲကိုရောက်လာတာမှကျွန်တော်ပြောခဲ့ပြီးပြီ ဟိုလောင်းလောင်းအကိုကျွန်တော်တို့ရဲ့အကိုဆရာကြီးတွေဖြစ်တဲ့မြန်မာနှလုံးထီကလေးကနေနော်ကျွန်တော်တို့အကူဆရာတွေရဲ့နီးနာတွေအဲ့ဒီတုန်းကကလေးကကျွန်တော်တို့လိုက်ယူတဲ့ကျွန်တော်တို့ကငငယ်လေးတွေချီသေးတယ်ကျွန်တော်ကြုံနိုင်ပြောဘူးပါတယ်အဲအဲ့ဒီလိုလေးနဲ့သူတို့ကကနန်းနေတွေ့ကြချက်ကြနော်မန္တလေးမြို့မှာအဲ့ဒီတုန်းကဗမာနှလုံးဒီမှာကျွန်တော်ပြောခဲ့ပါတယ်ရန်ကုန်မြို့ကလာတဲ့ဆာရွက်တွေနဲ့အပြိုင် နော်ကွန်ရင်မေတော်လူဒါကျွန်တော်မမီတော်လောက်တဲ့ဟာတွေပေါ့ဗျာကျွန်တော်တို့မန္တလေးမှာဆိုရင် ပထိုးတော်ကြီးလို့နော်အဲအဲ့ဒီလိုမျိုးစာရည်တည်နဲ့အပြိုင်ကျွန်တော်တို့မန္တလေးကလည်းငါတို့လည်းလုံးမဲ့กว่าဆိုပြီးတော့ကျွန်တော်အကူနောင်တော်တွေကဒီ5 star ဆိုတဲ့စာရည်ကိုထုတ်ခဲ့ကြတာဘာလို့လဲကိုကိုတိုင်းနေလဲဝါနာပါတဲ့ဟာတွေစုနေကြတာဖြစ်တော့ ကျွန်တော်အကူဆရာတွေကအလုံးလက်မဲ့เนาะဒါပြောပြတာမန္တလေးကဒူဒီဆရာအလုံးလက်ရှိဘူးအာဒီနှလုံးအလုံးပဲလုံးနေကြတာမဟုတ်ဘူးเนาะကိုပိုင်လုပ်ငန်းကြီးတွေเนาะဗရင်းဆရာတွေအဲ့ဓာတွေကအားတဲ့အချိန်တွေမှာเนาะဒီအတိုင်းဗရင်းဆရာဆိုတော့ဒါဒါလုပ်ပြီးရင်ကျန်တဲ့အချိန်ကထိုင်းနေလို့ရတယ်အဲ့ဒီအချိန်တွေမှာဒီဒူဒီတွေလုပ်ပြီးဒီဖိုင်စတာဆိုတဲ့နာမည်ကိုလုပ်ခဲ့ကြတာ ကျွန်တော်တို့ကအဲ့ဒီကလေးအဲ့ဆရာတွေနဲ့လိုက်အကိုတွေနဲ့လိုက်ပြီးတော့ညဆိုရင်အင်မတန်လွတ်လပ်တဲ့ဘဝကြီးပြောစရာလည်းကောင်းပါတယ်နော်စနေနေ့တစ်ချက်မှငါဖေးဆိုင်သွားကြမယ်ဆိုတော့ပျော်ပျော်ကြီးအဲ့လိုတွေနေခဲ့ရတဲ့ဘဝတွေပါနော်အခုခေတ်လူတွေတော့ဒီလိုရတာတွေကတိမာလဲမဟုတ်တော့ပါဘူးဘာလို့လဲမလွတ်လပ်တဲ့မငြိမ်းချမ်းတဲ့ဟာတွေနဲ့ပဲနော် ခံစားနေရဲ့ဘဝတွေဖြစ်နေကြတာเนาะအဲပြောချင်တာအဲ့ဒီလိုဝါနာတွေအရင်ခံပြီးအခုဒီမာလဲเนาะဒီနှလုံးပေါ်လာတဲ့စီမာလဲထိုင်းနှလုံးဟုတ်လားထိုင်းဇီးခွက်ကနေအဲဒီမာလဲလဲကွာမထူးပါဘူးကိုလဲဝါနာပါနေတာထိုးနေတာဆိုတော့ကိုလဲပဲလုံမဲဆိုပြီးတော့လှုပ်လာတော့ဒီဖိုင်စတာဆိုတာเนาะလော်လော်လေးနဲ့ ပေါ်ပြီးလှုပ်လာတာမဟုတ်ဘူးအဲ့ကြတော့တကယ်ဝါနာပါတဲ့လူတွေကိုပြောနေတာကမျိုးတွေလဲဆရာပေါင်းစုံတွေကိုကြည်နေတာပဲအားပေးပါ like and sharing လေးတွေနဲ့နော်ငွေကြေးမပေးရင်တော့ငွေကြေးတက်နိုင်နေဆိုရင်လဲလူတို့တဲ့အဖွဲ့ဝင်ပေးတာပဲဖြစ်ဖြစ်ဟလားနောက်ဆုံးဟိုကက်ဝဲတာပဲဖြစ်ဖြစ်နဲ့အားပေးသင့်ပါတယ်လူတို့လဲလူတို့အချိန်နေ နော်အကောင်းဆုံးဆိုတာတွေဟိုအပေးပြီးတော့မှဓာရီပြတ်တနေရတာဖြစ်တယ်အဲ့ကြတော့ကျွန်တော်မျိုးတွေကို အလုပ်လေးတွေနားလည်စေချင်တာပါနော်အဲ့ကြတော့အခုထပ်ပြီးတော့ပြောချင်တာကအခုကျွန်တော်တို့ဖိုက်ရှာရောဒီတစ်ပတ်မှနော်ဒါထပ်ပြောဦးမယ် အကောင်းဆုံးအခွင့်ပေးခဲ့တဲ့689အခွင့်ရတာဝန်ကျေပွန်စွာနဲ့နော်တနင်္လာနေ့အစမှာပဲ6ပွန်ဆိုတာအောင်မြင်သွားပြီဒါဟာ5 star တို့ရဲ့အပတ်တိုင်းမကြောက်တင်ခံနေစမ်းကြီးနော်ဘယ်သူမှဘယ်သူတွေဘာတွေပဲဖြစ်နေပြောပြော ဟုတ်လားဒါတွေအဲ့မှာယုံကြည်တဲ့အမျိုးတွေရမှာပေါ့ဗျာရတဲ့အမျိုးတွေကလည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်လာပြီးတော့ပေါက်တယ်ဆိုပြီး ဘေးထည့်ပေးသွားပါတယ်เนาะအဲ့လိုမျိုးအမျိုးတွေလည်းရှိတယ်ဒါမှဘာဖြစ်ဖြစ်တောင်းတနေရာကကူညီတော့လောက်ကန်ရတယ်စင်ပေတာပေါ့ဗျာတချို့တွေဆိုရင်ဒီ free ရပဲကြည်ရယူရယ်ဘာသမှ like sharing လေးတွေလည်းလုပ်ပေးခြင်းလည်းမရှိဘူးเนาะတုံးနဲ့တူမေတ္တာထားတာတွေလည်းမရှိဘူးအော်အခုလုံမုံမိုးပေးဖို့ဆိုရင်ဝေးပေါ့ဗျာအပိုင်ဒီလောက်ပြောပြီးပေးတယ်6.89အခွေเนาะကျွန်တော်တို့ဒီတစ်ပတ်မှာ ဖြလန်းကလိုက်မယ်ဆိုပြီးအပိုင်မူရင်းနဲ့လင်္ကာမျိုးထက်နေလို့အပိုင်ဆိုပြီးပေးခဲ့တာနော်အဲ့မှာ6 8လာအောင်မယ်မြုံမှုဆိုရင်မွေးထိုးကြည့်နော်ဒါယုံကြည်မှအကျိုးခံစား권ရှိတာလေအဲ့ကြတော့ပြောချင်တာကအခုဒီဘက်မှာ6 4 5 5 60ဆိုတာတွေထွက်လာပြီဒီ၄တိကလည်းနော်ဘယ်ရလာလဲဒါမျိုးတွေကျွန်တော်အဲ့ဒီရက်တည်းက မပြောလိုက်ရဘူးဒုဗိဒုံညာလေနော်ကြသွားတယ်ဒီအပူးမူတွေကလာတာပဲဒီအပူးမူတွေကလာပဲ6တိကိုဟုတ်လားကိုလေး6ကဟုတ်လား၄တိဒီထွက်တာပဲသုံးမူမူကအာ โอเคဗျာမီးပြက်သွားမီးပြက်သွားမီးပြက်သွားတော့ line လေးရလဲ flat သူဟာပြက်သွားနော်ကံကောင်းတာကတော့ကျွန်တော်ကဒီပြက်မထွက်သွားတာကကျွန်တော်တို့ကဒီဘာလို့ကွန်ပျူတာချိန်ထားတာဆိုတော့အာတောက်လျှောက်ဆက်သွားနေတာဖြစ်တဲ့အတွက်နည်းနည်းလှုပ်ရှုပ်မှုသွားတာအဲ့ကြတော့အခုဘာဖြစ်မလဲဆိုရင်ကျွန်တော်မျိုးတွေအတွက်ကျွန်တော်အခုအကောင်းဆုံးပြသကျင်တာက အလဲလေးလုံးစီနီယာဖြစ်လာပြီဒါတွေကဘယ်တော့မှမပြတ်ခဲ့တဲ့မူတွေဖြစ်ပါတယ်ခင်ဗျာဒီအလဲလေးလုံးစီနီယာမူကြောင့်တုံညာအလုံးပိုင်းတွေတေချာပေါက်လာပါတယ်အခုဒီမှာနည်းနည်းမူလေးကဖြစ်နေတဲ့အစီအစဉ်ကကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုရင်တုံညာအလုံးပိုင်းကတော့တေချာပေါက်ကြရတယ်ကျွန်တော်တို့ရွေးချယ်ပေးတဲ့ဒီလေးလုံးရဲ့၄၀ 50 60 90ကတော့တော်တော်လေးကြာမှကြကြနေတာဒီမူဖြစ်နေပါတယ်အဲ့ဒီကြတော့အဲ့ခုသေးချာနေတာကဘာဖြစ်နေလဲဆိုရင်ဒီစီနီယာဖြစ်တဲ့56ခုံခွေရာကြတတ်ပါတယ်ကြိုက်တယ်ဗျဒါကြောင့်မလို့ကျွန်တော်တက်ပြီးပေးခြင်းဖြစ်ပါတယ် ဒီစီနီယာမူဖြစ်တဲ့၄၅၆ခွန်အဘူပါခွေမျိုးတွေအတွက်ဖြစ်နိုင်တယ်ဘာလို့လဲ၄၆ဆိုတာလဲကြိုက်တယ်ဘာလို့လဲကျွန်တော်မနေ့ကအဲ့ဒီ YouTube live မှာပြောခဲ့ပါတယ်เนาะဒီ၄တိထွက်ပြီးလို့ အောက်အပင်လေးမှာတိချောက်လေးကိုအခွေကလည်းဆစ်လိုက်တတ်တဲ့စီမှာဒီလေးချောက်ပါနေပါလေဒီလေးချောက်ဒီဖတ်စတာတို့ဒါလာမေးတဲ့မျိုးတွေကိုပဲကျွန်တော်တို့ပြောထားသေးတယ်ဒီတစ်ပတ်ပြီးသွားတဲ့ခြေ၃လုံးတော့ခြေကြီး၃လုံးရဲ့တကွယ်သေးတော့မိမွေကနဟာလေးချောက်ဖြစ်ပါတယ်ဂျန်နီတဲ့ရင်လည်းလုံးလို့ရပါတယ်နော်လေးချောက်ဖြစ်ပါတယ်ခင်ဗျငယ်အဲ့ဒီမှာထပ်ပြီးတော့ ဒီအလဲစီနီယာဖြစ်အလဲခွန်လေးဖြစ်ခဲ့တဲ့ဟာကဒီခွန်လေးရာဒီဒီအောက်တင်မှာလဲပြန်ကြနိုင်ပါတယ်ပြတ်တဲ့အလဲခွန်လေးကြောင့်နော်ဖြစ်တတ်တာကိုပြောနေတာအဲ့ကြတော့ဒီမှာလဲ၄၅၆ခွန်ကိုရ၄ခွန်ပါနေอืมအဲ့ကြတော့အမျိုးတွေဒီကြံရက်မှာဒီ၄၅၆ခွန်ခွေ ထိုးခြင်းထိုးပါ တုံညာအလုံးပိုင်ကျင်းနေပေါ့လာဦးမယ်ဒါပေမဲ့အခုကျွန်တော်တို့ရဲ့ရင်တော့မှန်ခဲ့တဲ့မူတွေရဒီ40 50 60 90 90မိန်းတင်ငန်းကတော့လောလောဆယ်မှာနောက်ကျပြီးကျနေတာတွေဖြစ်တဲ့အတွက်ရေးမပေးတော့တာဖြစ်တယ်နော်နောက်ပြီးထပ်ပြီးတော့မူတချို့ရှိပါသေးတယ်ဒါလေးမပြောခင်မှာဒီတစ်ခုလေးပြောခြင်းပါသေးတယ်အခုဒီအလဲခွန်လေးကြောင့်ကြံရဲထိုးရမယ့်ဒီ ုံးလုံးအခွေမိန်းဒီငနန်းပါတဲ့သုံးလုံးအခွေဟာကြဖို့အာတာသွားပါပြီနော်ကြဖို့အာတာသွားပြီဖြစ်တဲ့တဲ့ဒီကြက်တောင်းနဲ့ယူထားတဲ့အမျိုးတွေဟာတင်ထိုးလို့ရပြီလို့ကျွန်တော်ပြောချင်ပါတယ်နောက်ထပ်မူရီစိုက်တွေနဲ့စိတ်ဝင်စားတယ်ဆိုရင်လဲဒီသုံးလုံးခွေကိုကြက်တောင်းနဲ့တူနော်ခုံကုန်းလေးနိခုံ3ရှင်ကခုံခုံ1 5 1 5ခုံခုံ9တွေမှာ အခုလာယူအခုရနော်မူနေဆိုင်နေတကွာရမှာဖြစ်ပါတယ်အရိဒေယမနောက်ထပ်ဘာရှိသေးလဲဆိုရင်ဒါကဖိုက်စာတို့ရဟာဘူးဖိုက်စာတို့လိုက်တို့တခြားကြီးမဲ့အမျိုးတွေအတွက်ပဲဥတီရာဖြစ်တယ်နော်ဒီခွန်လေးဆိုတဲ့အလဲမှာ ခွန်လေးလေးခွန်ဆိုတာဖြစ်လာခဲ့ရင်ဘာရမလဲဆိုရင်အလုံးမိုင်တစ်အလုံးမိုင်တေချာပေါက်လာပါမယ်ခင်ဗျာဂျိုင်းနေတက်တဲ့လုံးမိုင်ဂျိုင်းနေတက်တဲ့ဆိုတဲ့အမျိုးတွေတစ်အလုံးမိုင်တေချာပေါက်လာပါမယ်အဲ့ဒီတစ်အလုံးမိုင်နဲ့မိန်တီငနဲ့၄ခွဲရှိတယ်ဂျိုင်းနေတက်တဲ့ဆိုရင်ရှင်းလုပ်ပေးတဲ့အမျိုးတွေလာယူလဲပါလို့ဒါကတော့ တူမြေတာတူရစေတနာနော်ဘဝမှာအပင်းနဲ့အယူဆိုတာတွေရှိတဲ့အတိုင်ကိုကအယူကြီးပဲယူခြင်းနေလေဆိုရင်အဲ့တရားမမြတ်တော့နော်ဖြစ်ဒီပဲရှိမှာပါအဲ့ဒါတော့တူရမြေတာတူရစေနာဆိုတဲ့အတိုင်ဒီအလုံးပိုင်ဟာမျိုးတွေအတွက်အကောင်းဆုံးဆိုတာကိုဖိုင်စတာကပြောပြီးပြီအဲ့ဒီနေရာမှာတင်ွက်လူခြင်းတဲ့မျိုးတွေဟာကျွန်တော်တို့ sharing လုပ်ပေးတဲ့ နော်အမျိုးတွေလာယူပါလို့ဒါတူကမေတ္တာတူကစေနာပေါ့ဗျာအရိယာတွေကိုကလင်နာမှာတိုက်ဆိုင်စစ်စစ်ကြည့်ပြီးတော့နော်ဆုံးဖြတ်ပြီးတော့มาလာခဲ့ပါအဲ့ဒီနေရာမှာအကောင်းဆုံးသုံးလုံးအခွေဒီခွန်လေးကြောင့်အထောက်ပံ့ဖြစ်မဲ့ကြံရက်ဒီမှာထိုးရမဲ့သုံးလုံးခွေမိန်းဒီငနန်းပါတဲ့ဟာကတော့ကျက်တောင်းနဲ့တူ ယုံကြည်တဲ့ဆူမလာခဲ့ဘူးဖိတ်ခေါ်ရင်းနဲ့လာယူတဲ့အမျိုးတွေကိုဖတ်ထပ်ပြီးတော့ကျွန်တော်ရဲ့တာဝန်ယူနိုင်မှုကဒီသုံးလုံးခွေလာယူတဲ့အမျိုးတွေဟာချွတ်ချော်သွားခဲ့ရင်ရာဇဝင်မှာတော့မရှိပါဘူးဒါပေမဲ့တာဝန်ယူမှုကိုပြောပြတာချွတ်ချော်သွားခဲ့ရင်အမျိုးတွေတွေကိုနောက်အပတ်ကျွန်တော်ဂရုတဲမှာထပ်ထည့်ပေးမယ်ဟုတ်ပြီလား ဒါကဖိုက်စတာရဲ့တာဝန်ယူမှုကိုပြောတာဖြစ်တယ်အလုံးမင်္ဂလာပါအဲ့ကြတော့ဒီအလေးခွန်လေးလေးခွန်နေဖြစ်လာရင်တိအလုံးမိုင်သေးကြပေါ့လာမယ်အခုအလေးလေးလုံးစီနီယာကြောင့်တုံညာအလုံးမိုင်သေးကြပေါ့လာမယ်ဟုတ်ပြီလားဒါတွေကတော့ တင်ထိုးခြင်းနဲ့မိษွေတွေက sharing လုပ်ပြီးတော့လာယူပါလို့ကျွန်တော်ထပ်ကတည်းကပြောရင်အခုဒီကြံ၃ငိန်ကိုကြိုက်တာကတော့ဒီ senior မူကြောင့်၄၅၆ခုအခွေကြာနိုင်ပါတယ်လို့ကျွန်တော်အမျိုးတွေအတွက်ထက်လောင်းပြောကြရင်းနဲ့ကြံရဲ့အတွက်၃လုံးအပူပါခွေထိုးခြင်းနဲ့ဆိုရင်တော့ကြက်သောင်းနဲ့အတူယုံကြည်တဲ့အမျိုးတွေမိษွေဟောင်းမိษွေတစ်တီလာယူနိုင်ပါတယ် ဒီမူဟာလဲကျွန်တော်အမျိုးဟောင်းနေလာယူတဲ့မျိုးဟောင်းနေပို့သိပါတယ်ရဘူးပြီးသားမူနော်မပြက်ခဲ့တဲ့မူဟုတ်ပြီလားကနေတက်တက်ဆိုရရင်လာခဲ့လို့ရတယ်လို့ပြောရင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ like ကိုရွေးရှိတဲ့မျိုးတွေဒါတွေပေါ့ဗျာလူပြီးသားသောမျိုးတွေနော်ဒီလိုလေးတွေ comment လေးတွေနဲ့တောင်းနေတယောက်အပေးရင် ဒီဘွားကြီးဟာအလုံးပူကောင်းတာပေါ့ကျွန်တော်တို့လည်းလောရကံရတွေကောင်းနေပေါ့ဗျာတချို့တွေဆိုရင်အခုကျွန်တော်ပြောလို့မင်းကြောက်တာလူလူလင်းငယ်ကြောက်တာလူလူနဲ့ဟိုတိတ်တခုလူလူလေးလာကြည့်လိုက်ခဏလေးရေးပြီလာလာတွေ့ရင်ပြန်ဆင်းသွားလိုက်ဘာလို့မှလဲဒုတိလောက်တာအလုံးနဲ့ကိုငွေနဲ့ကိုလောက်တာ အဲ့လိုတွေကြောက်နေရပြူနေရရင်ခင်ဗျားတို့ဘယ်လိုလုပ်လို့ဖြစ်တော့မှာတော့เนาะငွေလူချင်းတို့လောက်တာလောင်းကစားဟုတ်တယ်မလားတိတိကျကျကောင်းကောင်းမွန်မွန်နဲ့တိတိကျကျကြီးကြည့်ပြီးတော့မှဆုံးဖြတ်ချက်ချပြီးလုပ်ရမယ့်အလုပ်တွေလေဒီလိုမျိုးခူးကြောက်ခူးရဲ့လီလာပြီးရ၄ငါးချက်ဝင်ဝေးထားတယ်ရပြီစင်းသွားလို့ရတော့ဘာအကျိုးရှိမှာလဲဟုတ်လားဒါဟာကြားခြင်းလဲကြားမယ်မကြားခြင်းလဲမကြားဘူးဒီတဲ့ကောင်းတာတွေက ျွန်တော်တို့ကဘာတွေဖြစ်နိုင်နေဆိုတဲ့သုံးသပ်မှုတွေကပို့ပြီးတော့အရေးကြီးတာလေဗျာဟလာအခုအလဲခွန်လေးမှုကြောင့်တင်လုံးမိုင်နေလာမယ်လှုပ်ကြည့်လိုက်မြုံရင်မရဘူးဆိုကြိုက်လို့ပြော ဟုတ်ပြီလားအဲမိန်တီငနန်းနေရှိန်လုံးပြီးတဲ့မျိုးတွေလာယူလေရတယ်ဟောဒါတူနဲ့တူမြစ်တာတူရစင်နာနော်ကျွန်တော်တို့ကပြောပြီးသားအတ္တဟိတပရာဟိတတွဲသွားအဲအဲ့ဒီမှာအဲကျုံလို့ဒါပြောတာနော် မနေ့ကကျွန်တော်လိုက်ထဲမှာကျွန်တော်နေ့လေဟို friend လည်းမဖြစ်ဘူးကျွန်တော်အထင်ကြီးရတာတော့ကျွန်တော်နေ့ test တွဲပြီးတော့ဒဲကအဲ့ဒီတရားမှလာကြည့်တဲ့ဆရာတယောက်ထင်တာပဲကျွန်တော်တို့လိုဒီလိုလေးကိုပိုင်လို့ပြီးကိုပိုင်လိုက်လွင့်ပါလားဗျာကျွန်တော်လိုက်လွင့်ထားတဲ့တဲမှာတချို့မြင်မြင်မြင်ပါပါမနေ့ကလိုက်မှာနော်လာမှန့်ထားတာ အလုံးမိုင်နေရှိတယ်တဲ့အပတိုင်းမှန်နေဟာလေးတဲ့လူချင်းရလာယူပါတဲ့ငွေပေးစရာမလိုပါဘူးတဲ့အဲဒါပေမဲ့ပေါ့ရင်တော့စီနာကြီးပြီးလို့ရပါတယ်တဲ့ဟောပြောတော့ငွေပေးစရာမလိုပါဘူးလဲရေးထားနေတယ်ပေါ့ရင်ဟိုစီနာကြီးနဲ့ပြီးလို့ရပါတယ်ဆိုတော့ဘာထူးလို့တော့ဖိုက်စားရောရှင်ချင်း ပူလင်းလင်းပြောထားပြီးဒါကျွန်တော်တို့အမျိုးတွေအတွက်ကျွန်တော်တို့အပတ်တိုင်းဖရီးပေးတဲ့ကျွန်တော်တို့စေတနာကဒီဘက်ဆို6ခွန်89အခွေဘယ်သူမှမအောင်ရင်ကျွန်တော်တို့စောစည်းစွာအောင်သွားပြီးပြီဒါတွေကကျွန်တော်တို့ရဲ့အမျိုးတွေပေါ်ထားတဲ့စေတနာအေးဒီလိုပဲအတ္တဟိတပရာဟိတနှစ်ခုတွဲတော်တာဖြစ်တဲ့အတွက်သူကျိုးကိုကျိုးကျွန်တော်တို့ကတွဲတော်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်ဒီလိုစာအုပ်ဒီဒီလိုစာရွက်ဒီနော်မင်းနေနော် ဒီလိုကလင်နာတွေထုတ်ဖို့ဟာဒီမှာငွေနဲ့ထုတ်ရတာဖြစ်ပါတယ်အဲဒီထောက်ကူတွေဖြစ်ဖို့ဒီလိုလေးတွေထုတ်ပြီးရောင်းနေစီမှာကျွန်တော်တို့တချို့အမျိုးတွေရာလဲเนาะဒါကူညီပြီးတော့အနေနဲ့ရောလာရောက်အပေးဖို့เนาะဒါတွေရာတူးမြစ်တာသူကစေနာပါအဲဒါတွေရာဟိုကြုံလုံးပြောပြတာပါเนาะဟုတ်ပြီလားကျန်တာတော့ကိုမျိုးတွေကျွန်တော်မြဲပြောပြီးသားစေနာကောင်းရင်ကံကောင်းမယ် စေနာမကောင်းရင်တော့ကိုကံနဲ့ကိုပေါ့ဒီလိုပဲပြောရင်တော့နော်ကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့မျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးနေတဲ့ဂျန်နာကတော့ကိုရဲ့တာဝန်ကိုလှုပ်ဆောင်မှုတိုင်းသွားမှဖြစ်တဲ့အတွက်အားလုံးမင်္ဂလာပါလို့ပြောရင်းနဲ့နှုတ်ခွန်းဆက်တာရပါတယ်နော်